မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာနီဥပရေတ26လက်တန့်စိတ်တန်ပါစီသဘောတရားအပြည့်အနာစာကင်းရှင်းတဲ့လူလောကမှာမရှိပါဘူးဒါပေမဲ့အပြည့်ရှိပေမဲ့အပြည့်ကင်းသလိုအနာရှိပေမဲ့ဒဏ်ရာမရှိသလိုယက်တည်နိုင်တဲ့လူတွေအများကြီးရှိပါတယ် အမားနဲ့ဘသူမှမကင်းနိုင်ပါဘူး။ဒါပေမဲ့ကိုပြောခါကြောင့်ဖြစ်တဲ့အမားမျိုးမဖြစ်ပါစေနဲ့။ဘယ်လိုကိစ္စရဲ့မျိုးမဆိုလက်တန့်အောင်လုပ်တတ်ရမယ်။လူတွေရဲ့အမြင်မှာအပြစ်မြင်စရာမရှိအောင်နေတတ်ထိုင်တတ်ရမယ်။သွေးချောင်းစီးတဲ့ပြဿနာပရိပခါရေရဲ့နောက်ွယ်ကကြိုးကင်နေတဲ့သူဖြစ်နေခဲ့ရင်တော့လက်နှစ်ဖက်လုံးသွေးမဆုံးအောင်အနေထိုင်ကောင်းနိုင်ရမယ်။လဝရဲ့တရားခံတွေချထားပြီးအစားထိုးတတ်ရမယ်။ဖောက်သမျှလန်ကိုစီပြန်မဆိုင်စေနဲ့ အခွေအခေါဘလောက်ပဲများနေပါစေကိုစီပြန်မရောက်စေနဲ့နေစဉ်အမားနဲ့ဘသူမှမกินနိုင်ပါဘူးအเจ้าမျိုးမျိုးကြောင့်အလွဲချောအတိန်ဆောင်တွေရှိလာအောင်ပါလောကကြီးကမသေးချာမရေရာမှုတွေများတာကြောင့်အချိန်မရွေးအเจ้าတိုင်းဆိုင်မှုတွေဖြစ်လာတတ်ပါ ड़ी ဒါပေမဲ့ဩဇာအာဏာအရှိန်ဝါရှိသူတွေအနေနဲ့အမားတွေဘလောက်ပဲလုံးမိပါစေဖြစ်လာမယ့်အနောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ထိခိုက်နစ်နာတာမျိုးမဖြစ်အောင် ကနဦးအစကတည်းကပြင်ဆင်တတ်ရမယ်။အကြောင်းမျိုးမျိုးကြောင့်ပရိပခပြဿနာတွေဖြစ်လာရင်လေရှောင်ပြေးတာမျိုးမလုပ်ပဲထိတ်ထရင်ဆိုင်ရရမယ်။အမားကိုလက်ခံရတာကအမျိုးအမြင်ရှိခြင်းပဲဖြစ်တယ်။အမားကိုဝန်ခံရဲသူဟာဒိုးတက်သူဖြစ်တယ်။အမားကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်ကိုရင်ဆိုင်ရဲသူဟာစစ်သူရဲကောင်းလို့ပဲရဲရင်သူဖြစ်တယ်။အရေးကိစ္စတစ်ခုခုလောက်ကိုင်းနေအကြောင်းမျိုးမျိုးကြောင့်အလွယ်အမှားတစုံတရာဖြစ်လာခဲ့ရင် မြေပွားနာကင်စာအချိတ်ကိုအချိန်မဆွဲဘဲချက်ချင်းခွဲစိတ်ကုသတယ်လို့မျိုးအလွယ်အမှားတွေကိုချက်ချင်းဖြေရှင်းတတ်ရမယ်။ဆင်ရည်ပေးတာတွေအကြောင်းပြချက်ထုတ်တာတွေကဓာတ်တုံးကြီးနဲ့လှီးဖြတ်နေတယ်လို့ပဲ။မပြတယ်လို့သွေးပူထွက်တာနဲ့ပုံနာခြင်းခံစားရတာပဲအဖက်တင်နေ။အမားလုံးမီလို့အကြောင်းပြချက်ပေးပြီးဆင်ရည်တွေနဲ့ခြေပါတာကကိုကိုကိုယုံကြည်မှုမရှိပဲမလုံစိတ်များနေလို့ဖြစ်တယ်။ဘယ်သူမှဆင်ရည်ပေးတာမကြိုက်ဘူး။ အကြောင်းပြချက်တွေထုတ်ပြပြီးဟိုပြောဒီပြော လေပေါ်တာကိုလူတိုင်းအမြင်ကတဲ့နှုတ်နှစ်ဖက်အကျိုးမဲ့တယ်တောင်းမှန်စကားပြောတာယုံနဲ့အလွဲအမှားပြဿနာပြီးစီမသွားဘူးအချိန်ကုန်လူပင်မန်းနေဖြက်စရာရှိရင်ချက်ချင်းပြပါအပွားမခံနဲ့အလုတ်ကျွေးမထားမိစေနဲ့ပတ်စံအကျွေးကြေလေအောင်ဆက်ဖို့လွယ်တယ်အမားတွေထက်ကထက်ကလုံးမိလို့အလုတ်ကျွေးတွေများလာရင်အစာပြောက်ပြီးအလုတ်ရှုပ်တယ်တဆိတ်သေးသာတလုတ်သေးလို့ဖို့အာယုံဆိုင်မရပဲအတွေးများရတတ်တယ် တောကများရတတ်တယ်။ကိုကိုကိုအားမလို့အားမရဖြစ်ရတတ်တယ်။မကြေလည်စိတ်နဲ့ကိုကိုကိုမုံစိတ်ဝင်လာတတ်တယ်အပြည့်မြင့်စိတ်ကြီးလာတတ်တယ်။ဒါကြောင့်အကြောင်းပြချက်ပေးတဲ့အခြေမရှိစေနဲ့အမားကိုရရဲ့ကြီးဝင်ခံနိုင်အောင်စိတ်နေစိတ်ခံကြိုးစားပြင်ဆင်ပါ။တခါတလေကိုပြောကားကြောင့်ဖြစ်သွားတဲ့အမားပေါ်ဝင်ခံလို့မဖြစ်တဲ့အနေအထားမျိုးတွေရှိနိုင်တယ်။အဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့လာရရင်အပြစ်တွေပုံချဖို့အစားထိုးစရာစနေခံလူလိုတယ် ဩဇာအနာအရှင်ဟွာဆိုတာကယာဒူးကွန်ထရက်တွေနဲ့လူပောင်းလဲမှာယက်တီကြရတာဖြစ်တဲ့အတွက်အရှင်ဟွာတွေကိုထိခိုက်လာနိုင်သမျှ NRA တွေကနေကာကွယ်နိုင်ဖို့အရေးကြုံရင်အပြစ်ပုံချစရာလူပိုထားထားနိုင်ရမယ်။အပြစ်မရှိအမှားမလုပ်တဲ့အသွင်ပြင်ကိုအမဲထိန်ထိန်ထားဖို့လိုအပ်တဲ့သူတွေအနေနဲ့စတိခန့်လူပိုမရှိရင်အတော်လေးကြွားကြနိုင်နေ။ရှေ့တို့မရနောက်ဆုံးမရဖြစ်သွားခဲ့ရင်လက်ရှိအနေအထားအလုံးပြည့်စည်ပြတ်သုံးသွားနိုင်နေ။ ရင်းနှီးကြတဲ့ရောက်တိုင်းမှာပြေးလန်းအနေနဲ့စရေခံလူကိုအတုံးချပေးကြွေလိုက်ပါစရေခံလူရွေးချယ်တဲ့နေရာမှာအထူးမှတ်သားဖို့ကကိုကိုပြန်ဒုက္ခပေးနိုင်တဲ့သူမျိုးမဖြစ်ရဘူးဒါပေမဲ့လူတွေရဲ့အမြင်မှာတော့ကိုစရေလိုက်တဲ့လူကကိုလိုပဲအချိန်ဝါရှိနေရမယ်အဲဒီလိုလူမွေးတက်ဖို့ကလည်းပညာပဲဝက်ဖဲတွေနဲ့လူကိုကစားတက်ရမယ်ကိုအပြည့်အတွက်စရေခံတဲ့ပုံကဇဏဟာပြလိုက်လို့သူရဲကောင်းစရင်တွင်းခံလိုက်ရတာမျိုးမဖြစ်စင်းနဲ့ လူရည်မြင်မှာဆက်ဆုပ်ဖို့ကောင်းနေပါသည်အနေထားအလုံးကိုဂွင်တဲအောင်ဖန်တရမယ်အချောင်းဝင်ခံခိုင်းလိုက်တော့မှသူတော်ကောင်းဖြစ်သွားခရင်ကိုချိုးနေလိမ့်မယ်လူရွေးမှန်ပါသည်လူထက်ကလူဖြစ်ခြင်းဘယ်တော့မှလက်ပင်မခံနဲ့မကောင်းတဲ့အလို့မကောင်းတဲ့အရေးကိစ္စဟူသည်များကိုကိုစားလောက်ခိုင်းပါကိုပယောကဟူသည်များကောင်းတာတွေအတွက်ပဲဖြစ်ပါသည်အရှိန်အဝါဆိုတာက စင်ကြယ်မှုတွေနဲ့တိဆောက်ရတဲ့အရာမဟုတ်ပါဘူး အစုံအထင်းများစွာနဲ့အယောင်ဆိုးပြီးမှကလွာချင်းပြန်စီကြော်ရတဲ့အလုပ်ပါ။ကြောင်လဝါလိုမျိုးလက်သေးတွေကိုဖွက်ထားပါ။ရန်သူနဲ့မဖြစ်မနေထိတ်တိုက်ရင်ဆိုင်ရရင်တော့ကို့အဆွဲကို့လက်သေးတုံးပြီးမတိုက်ခိုက်ပါနဲ့။သူများလက် သူများခြေတုံးပြီးကို့အလိုကိုဖြည့်စီတရမယ်။အပြစ်ကင်းလေလူလေးစားလေဖြစ်တဲ့အတွက်အစုံအထင်းမရှိအောင်အတတ်နိုင်ဆုံးရှောင်ပါ။အမားနဲ့ဘယ်သူမှမกินနိုင်ပါဘူး။ ဒါပေမဲ့ပါနေတဲ့သူတွေကတော့ဓာတ်တုံးကင်ပြီးတိကနေပြတ်အောင်ဖြတ်တတ်ကြပါရဲ့။ယူမိုက်တဲ့လူတွေကတော့ထမြက်တဲ့အသွားနဲ့ဓာတ်ကိုရမ်းပြပြီးဓာတ်တုံးနဲ့ခုတ်တလို့လိုက်ဖြတ်ကြလို့အပြစ်တင်ကြတာပါ။ဘာလို့လို့အဖုံးမကမပါပဲမလုံမိပါစေနဲ့။မကောင်းတာလုံးနေရင်တော့ကောင်းဖို့အတွက်လုံးနေတယ်လို့မျိုးအယုံသွင်းပြီးမှလုပ်ပါ။အပြောမကောင်းအဖုံးမကောင်းရင်ကောင်းတာလုံးနေတောင်မှမကောင်းသလိုမြင်ခံရထင်ခံရတတ်တယ် အနေမတက်တာထက်အလုံးမတက်ရင်လူမုံနေအနေမတက်တောင်လောက်တက်ကင်တက်ရင် လူချစ်တယ်အနေလဲတက် အလုံးလဲတက်ရင်လူချစ်တယ်အနေလဲတက်အလုံးလဲတက်ဟန်ဆောင်တက်ရင်နော်လူလေးစားရင်ဂုံတိတ်ခါဆိုတာက မကောင်းမှုတွေဖုံးကာထားတဲ့လှေကားဘော်ကဂေါ်စုံးနေတူတယ်အခုဖတ်ပြခဲ့တာကတော့နေဥပရိသ26လက်တန့်စိတ်တန့်ပါစီဆိုရက်နေဥပရိသလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဥပရိသလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့ ။လောကကြီးမှာကိုယ့်ရဲ့အောင်မြင်ရေးအတွက်ကိုယ့်လက်ကိုယ်ချင်းနဲ့မလို့ရပဲသူများကိုဘလို့ခိုင်းတင်လဲဆိုတာတွေကို လေ့လာခဲ့ရမယ်လို့ယူဆပါရခင်ဗျာ။နောက်တစ်ပုံမှာလဲနေဥပရိသ29ရှေးဆောင်ကောင်းသူမျိုးလောက်ပြပါဆိုရက်နေဥပရိသလေးကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှကြည့်ရှုနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။